င်္ဂလာပါရှင်ပကံမျိုးရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးတော့မှာပါမန္တလေးတိုင်းမြင်းချံမြို့နယ်ကြောက်ပြုတ်ကြီးရွာမှာအထိုင်ချထားတဲ့စစ်တပ်စခန်းကိုအော်တိုဘာလ10ရက်နေ့ကတိုက်ခိုက်ခဲ့ပြီးစစ်သား10ဦးသေဆုံးခဲ့တယ်လို့ပြည်သူ့ကျယ်တွင်အဖွဲ့ကဒီကနေ့ထုတ်ပြန်ပါတယ်တိုက်ပွဲကြတဲ့3နာရီခန့်မှာစစ်သားများပြားလဲနောက်ပြန်ဆုတ်သွားကြတယ်လို့ပြည်သူ့ကျယ်တွင်တပ်ဖွဲ့ကဗိုလ်မိုက်ခဲကပြောပါတယ် ချက်ပြုတ်စကန်တိုက်ခိုက်မှုကိုပြည်သူ့ကျယ်တပွင့်တပ်ဖွဲ့ MGM Danger Dynamite MGRF PDF တပ်ဖွဲ့ Talify PDF တပ်ဖွဲ့နဲ့ငင်းချံပကဖတ်တပ်ဖွဲ့တွေကပူးပေါင်းလှုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့ထုတ်ပြန်ပါတယ်။အော်တိုဘားလ10ရက်နေ့တရက်ထဲမှာပဲငင်းချံမြို့နယ်ရွာကြီးညောင်ပင်ရွာလမ်းပိုင်းမှာတီတာရုံမှုဦးဆောင်တဲ့စစ်ကြောင်းကိုကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့တိုက်ခိုက်ခဲ့ပြီး15ဦးထပ်မံနေတည်ဆုံခဲ့တယ်လို့မြင်းကျန်အခြေစိုက်ပြည်သူ့ကျယ်တဲ့ပင်တပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။ မန္တလေးတိုင်းမေထီလာမြို့မှာအော်တိုဘားလ12ရက်နေ့မနက်ပိုင်းကကင်းလှဲနေတဲ့ရဲကားကိုလက်ပစ်ပုံပစ်တင်တိုက်ခိုက်ခဲ့ပြီးရဲနှစ်ဦးသေဆုံးခဲ့တယ်လို့စေတန်ယူဂျီအဖွဲ့ကထုတ်ပြန်ပါတယ်။အော်တိုဘားလ12ရက်မနက်7:00နာရီခန့်ကမေထီလာမြို့ပညာရေးတက္ကသိုလ်အနီးမှာကင်းလှဲနေတဲ့ရဲကားပေါ်ကိုလက်ပစ်ပုံပစ်တင်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။တိုက်ခိုက်မှုကြောင့်ရဲနှစ်ဦးသေဆုံးပြီး ရဲတပ်ဖွဲ့ဝင်အချို့ထိခိုက်ဒဏ်ရာရရှိခဲ့တာကြောင့်မိထီလာစေယုံမှာစေကူတာနေကြတယ်လို့စေတန်ယူဂျီအဖွဲ့ကဆိုပါတယ်စစ်ကောင်စီရဲ့ဝါရဖြန့် Telegram Channel အချို့ကတော့တိုက်ခိုက်မှုကြောင့်ကားပေါ်မှာပါလာတဲ့ရဲတပ်သား၃ဦးနဲ့ဝန်ထမ်း၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်မကွေးတိုင်းစောမြို့နယ်၆ထုတက်ကထွက်ပြေးလာတဲ့ဒုတက်ချက်၂ဦးကို PDF ရဲဘော်တွေက ဖမ်းဆီးခဲ့တယ်လို့ရောလင်းနဲ့အဖွဲ့ကထုတ်ပြန်ပါတယ်။အော်တိုဘားလ9ရက်နေ့မှာကြောက်ထူအာမတ368ကဒုတက်ချက်2ဦးအားတက်ကနေထွက်ပြေးလာကြတာပါ။ရောမျိုးနဲ့ကြေးရွာတရွာတွေဝင်ပြီးတနပ်ပြကအရက်တောင်းတောက်ခဲ့ကြတယ်လို့သိရပါတယ်။အော်တိုဘားလ9ရက်နေ့မနက်မှာတော့ဒေသခံကာကွယ်ရေးအဖွဲ့တွေကဖမ်းဆီးရမိခဲ့ပြီး MA5 pistol တစ်လက်9 mm ကြီး9တော့လက်ပစ်ဘုံတစ်လုံးနဲ့တက်ကင်ဖုံတစ်လုံးကို သိမ်းဆည်းရရှိခဲ့တယ်လို့သိရပါဗျ။ဒုတကြက်နှစ်ဦးထွက်ပြေးခဲ့တဲ့နောက်ပိုင်းမှာကြောက်ထူအမတာ368ကစစ်သားအင်အား120ခန့်ဟာ ရောမြို့ကျေးရွာတွေကိုအော်တိုဘားလာ10ရက်ကစစ်ကြောင်းထိုးဝင်ရောက်လာခဲ့တယ်လို့ရောလင်းနံဖွဲကထုတ်ပြန်ပါဗျ။အော်တိုဘားလာ12ရက်နေ့ညမှာလဲစောမြို့နယ်ကနေထွက်ပြေးလာတဲ့တကြက်ကြီးအစင်ရှိသူတဦးကိုဖမ်းဆီးရမိခဲ့ပြီးဖမ်းဆီးရမိတဲ့၃ဦးစလုံးကို စစ်ဆေးမျက်နှာတွေပြုလုပ်နေတယ်လို့သိရပါဗျ။ မကွေးတိုင်းမင်းဘူးခရိုင်ဆလင်းမြို့နယ်လင်းစင်တိုင်းနယ်ရဲစခန်းကိုမဟာမိတ်တပ်တွေနဲ့တိုက်ခိုက်ခဲ့ကြတယ်လို့မင်းဘူးခရိုင်အမှန်ငါတရင်ကထုတ်ပြန်ပါတယ်။ပြီးခဲ့တဲ့အော်တိုဘာလ10ရက်နေ့မနက်9:00နာရီကမှစတင်တိုက်ခိုက်ခဲ့ပြီးလင်းစင်တိုင်းနယ်ရဲစခန်းဘူတဲကုန်းအထိရရှိခဲ့တယ်လို့သိရပါတယ်။လင်းစင်အဝင် ုကိုပင်အောက်ကရဲစကန်ပန်ကတလုံးသာကြန့်ရှိနေချိန်မှာမကွေးလေတပ်ကနေ jet fighter နဲ့ပုံကျဲပြီးဆက်တနက်နဲ့တိုက်ခတ်ခဲ့တာကြောင့်ပြန်လည်ဆုတ်ခွာခဲ့တယ်လို့မင်းဘူးခရိုင်အမှန်ကတရင်ကထုတ်ပြန်ပါတယ်။တိုက်ခိုက်မှုအတွင်းမှာစစ်တပ်က အထိကိုက်များပြားရှိပြီးလေကြောင်းတိုက်ခိုက်မှုကြောင့်မင်းဘူးခရိုင်အမှန်ကတရင်တက်ခွဲနှစ်ကရဲဘော်တိုင်းချစ်အောင်ခါဖိုးဆိုင်ကြဆုံးပြီးသုံးဦးမစိုးရင်ရတဲ့တံရရရရှိခဲ့တယ်လို့သိရပါတယ်။ ပကန်နျူရဲ့ podcast အစီအစဉ်ကိုနားဆင်ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။ပကန်နျူရဲ့ podcast အစီအစဉ်ကို YouTube channel နဲ့ Spotify platform တွေမှာလည်းနားဆင်နိုင်ပါတယ်ရှင်။